အားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့ဖပြမယ့်စာအုပ်လေးကတော့ဆရာမဂျာနဲ့ကျော်မမလေးရေးသားထားတဲ့မုံရီမဟုဆိုတဲ့စာအုပ်ကလေးရဲ့ခန်းစပ်ပဲ ဖြစ်ပါတယ်ရှင်။ဝိမာ နေ့လယ်မှမိုးချုံအထိအချိန်ကိုသာစောင့်နေလေ။ပြောရန်အချိန်ကိုစောင့်စားနေရသည့်အတွင်ကိုမျက်နာကိုဆင်ရထက်တန်စွာစိုက်စိုက်ကြည့်ကရင်ထဲလှိုင်းထားနေသည်။ကိုကတော့ဘာမှမသိဘူး။ ဝေဤဖြင်းနေသွားသောအမူအရာလေးများကိုကဲခတ်ကမနက်ကလန်းနေနေ့လယ်ပဲပူလွန်းလို့မလန်းတာပဲဟု သူ့အတွေ့နှင်းသူ နေမှာညာဘက်သို့တဖြည်းဖြည်းကူးခဲ့ကညမှာနှက်မောင်ရွေလာလေးပြီကောင်းကင်၌ကျယ်ဝိနွေတပြင်လုံးမြူးလန်နေကြသည် ဝေးသည် ဆိုဖာတွင်မိထိုင်ကပရင်းပေါင်းမှကျယ်ဝိနေကို ငေးမျောကြည့်နေသည် ကျဲဝင်များတဖြက်ဖြက်ခုံနေသလိုဝိရင်နေနိုင်လဲတဖြက်ဖြက်ခုံနေလေ၏ဥဆောင်းဟန်သည် စားတောက်ပြီးဆိုဖာပေါ်တွင်လဲလိုက်ကာရေဒီယိုနားထောင်နေလေသည် ဝေသည်9နိုင်ထိုးမှအပေါ်တက်ရမည်ဖြစ်၍လက်ကနိုင်ကို မကြာမကြာကြည့်နေမိလေသည် ဦးဆောင်ဟံမှာထား၍ရေဒီယိုရှေ့တွင်ကုန်းကတိုင်းပြည်ပေါင်းစုံကသတင်းများကိုဖမ်းကြည့်နေရမှာဝင်းရီကိုးနိုင်ထိုးပြီး တက်ကြစို့ဟိုလှမ်းပြောလိုက်လေသည် ဝေးမှာစိတ်ကူးအိမ်မဲထဲမှလန်းနိုးသွားကနေရာမှထား၍ဖြေးဆင်းစွာပင် အပေါ်သို့တက်သွားလေသည်မဲအေးမှာရေချိုင်းနှင့်ဝေးနောက်ကထက်ချန်လိုက်တက်လာသည် ဝေသည်အခန်းထဲတွင် အဝေးအစားများမလဲဖယ်ပဲကလထိုင်ပေါ်တွင်ထိုင်နေလိုက်သည်မဲအေးမှရေချိုင်ထားပြီးပြန်ထွက်သွားသည်မကြမီကိုတက်လာသောခြေတံကိုကြားမိ၍စိတ်ကိုခိုင်ခိုင်တင်းထားရလေသည်ဦးဆုံးဟန်သည်ခန်းစည်းကိုဖယ်ကဟင်ဝေထိုင်နေတာလား ဟိုဆိုလိုက်ကအနာသူလျှောက်လာရာဝေကမတ်တက်ထာရန်လိုက်သည်ကိုဒီမှာခဏထိုင်ပါဦးဝေပြောစရာရှိလို့ဝိယတန်လေးမှာဝိယတန်မဟုတ်တလို့တုံနေ၍ဥစောဟံမှာဒိတ်ခနေဖြစ်သွားကဝိပခုံးကိုပွေ၍ဝိမျက်နာကိုတည်တည်ချာချာကြည်လိုက်သည်ဝိသည်မျက်နာကိုအကြည့်မခံတဖက်သူမြန်မြန်လွှဲလိုက်သည် ဦးစွန်ဟန်မှာအံဩတော့ကကလထိုင်ပေါ်တွင်ထိုင်မှန်းမသိထိုင်လိုက်ကဝိလက်ကလေးကိုလှမ်းဆွဲကင်ထားလိုက်သည်ဝေသည်ဘေးတိုက်ပင်ဦးစွန်ဟန်ကို မကြည့်ပဲပြောလေ၏ကိုကိုမပြောရဲလို့တနေ့လုံးမျိုးတိတ်နေရတယ်ဝေလေမနက်ကချောင်းဆိုးလိုက်တာသွေးတွေပါလာတယ်သွေးပါလာတယ်သွေးပါလာတယ် ။ဦးဆောင်ဟန်၏အတန်မှာအံဝန်းကြီးစွာဖြင့်ထိတ်လန့်စွာ တုံရည်နေသောအတန်။ဝေသည်ထိုအတန်ထဲတွင်နှမြုပ်သွားလေ။ထိုအတန်ထဲတွင်တုတ်ကိုရောစေရောမြုပ်နှံပြလိုက်ရသလိုပင်။ဦးဆောင်ဟန်သည်ရုတ်တရက်ထရက်ကဝေ၏လက်နှစ်ဖက်ကိုဆွဲယူလျက်ဖြစ်မှာဖြစ်ရလေဝေရဲ့ဆရာဝန်ချက်ချင်းခွန်ရမှာဘာဖြစ်လို့မပြောသလဲယင် ဝေဘာဖြစ်လို့မပြောသလဲကွယ်ဟိုလက်ကိုအတန်တန်ခါ၍ပျော်နေလေသည်ဝေသည်မတ်လုံးတကိုယ်လုံးတချိန်ချိန်ပူထူလာကလေးလံထိုင်မိုင်းနေတော်၏ဒီလိုဖြစ်ရမှာများလေဥရှိကလေးကပူခဲ့ရတယ်ကိုကိုစိုးရင်လုံးနဲ့ပူလုံးနဲ့လို့ဝေကတော့ထင်မယ် ကိုဤတို့တို့စကားတံများမှာနားထဲတွင်ညင်ညင်သာသာဖြစ်နေလေ၏ဝေးရင်မှာနှိမ်ကြီးမြင့်ကြီးနေဝေရဲ့ပျော်စံကိုကိုသွေးတွေကအများကြီးပါသလားသွေးတွေအန်လာလာရင် ဥဆုံးဟန်ဤချောင်ချားလျက်ရင်းနှုတ်မနာတန်ကြီးမှာဝေကိုငိုခြင်းလာစေသည် ဝေသည်မျက်ရည်မကြအောင်ထိန်လိုက်သည် အများကြီးမဟုတ်ဘူးကို မနေ့ကချောင်းဆိုတော့နည်းနည်းပါတယ်ညနေကတခါပါတယ်နည်းနည်းလေးပါပဲဥဆုံးဟန်မှာမိမိအားမကြီးပဲခေါင်းငုံကားပင်မတုံမရင်ပြောနေသောဝေကို မမြင်စဘူးတလို့ပြူတူတူကြည်နေ၏မကြောက်ဘူးလားတတိသိတ်ကောင်းသလားဟုအန်လွန်အန်အော်လိုက်မိ၏ဥဆုံးဟန်၏ရင်တွင်၌လှိုင်းတဘိုးတို့ထထားလေသည် ထိတ်ထိတ်လန့်လန့်အမှုရာများဖြင့် ပေါ့နေလို့မဖြစ်ဘူးဝေရဲ့ဆရာဝန်ခေါ်မှပဲဟိုပြောပြောဆိုဆိုဝေးလက်ကိုလွတ်လိုက်ခါအခန်းပြင်ဘက်သို့ပြေးထွားသွားလေ၏ဝေဒီဥဆွမ်းဟန်လေကားမှပြန်ပြေးတက်လာသည့်အထိထိုနေရာကမရွေးဥဆွမ်းဟန်ကဝေပခုံးကလေးကိုညင်သာစွာတွန်းလျက်ထိုင်ဦးဝေရဲ့ထိုင်ဆိုလိုက်၍ထိုင်လိုက်ရ၏ ။ဦးစောဟန်၏ချက်ချင်းအိုစားသွားသောမျက်နှာကိုတစ်ချက်သာလှမ်းကြည့်လိုက်ခါပင်မလှစွာဖြင့်နောက်မီတွင်ကောင်းတင်ကမျက်လုံးကိုပိတ်ထားလိုက်လေသည်။ဦးစောဟန်မှာအခန်းထဲတွင်ခေါက်တော့ခေါက်ပြန်ရှောက်လျက်ဆရာဝန်အမြန်ရောက်ရန်စောင့်မျှော်နေလေသည်။ပြင်းထန်သော တပြင်းချနေတံကိုလည်းခဏခဏကြားရ၏ ဝိအနာတွင်လာရလိုက်တပံရှောက်နေလိုက်ဖြင့်ရောက်ရခံနေလေ၏ဆရာဝင်နေမောင်များတို့ပြေတံလာကြသည်ဦးဆောင်ဟန်ကအသက်မရှူဘဲအဖြစ်အပျက်ကိုအမြန်ပြောပြနေစဉ်ဆရာဝင်မှာကလထိုင်ပေါ်၌မှိန်နေသောဝိကိုကျင်နာစွာလှမ်းကြည့်နေလေသည် လက်မောင်းကအကြောထဲသို့ထိုးသွင်းလိုက်သောချုံများသည့်အတ်သွားမှာအသေးခိုင်အောင်ပင်စူးနာလွန်၍ဝေဤပါဇက်ကလေးမှရွက်သွားကနှုတ်ခမ်းကိုကြိုက်ထားလိုက်လေသည်မြေကန်းဆက်ရှိ အမောင်ရိပ်များသည်ပါစာပြုံလေပြီမြေရေပြင်မှာမှုံမှုံဝါဝါဝိုးတဝါကိုတွေ့ရလေ၏လေသည် အသားနှင်းစူးအောင်အေးမြနေလေသည် ထားထားမှာဓမ္မီအောင်ဖြင့်လင်းထိန်နေသောတင်မောဦးခင်းနေ၌မှန်ပရင်းပေါက်တွင်ရက်ခါမသိမကွဲဖြင့်တရရဲ့ဤတွေ့ရသောကံကိုစိုက်ငေးကြည့်နေ၏ဓဏီပင်အိုးအိုးမောင်မောင်မဲမဲများကိုစိုက်ငေးကြည့်လျက်စိတ်မှာအဝေးသို့လွင်ပါနေလေသည်ဝိထံမှာသွေးပါလာသည်ဟုဆာရကလေးကထားထားမှာတဏီမှာစိတ်လည်းမချမ်းသာခဲ့ ဝေကိုတနာနေသည်ဥဆုံးဟံဘယ်လောက်များကြောက်လိုက်မလဲဟုလဲတွေးမိတီယောဂါဖြစ်မှာဆို၍ဆေးတွေကြိုတင်တော့ကြိုတင်ထိုးနေရသည့်ဂျားတွေက ဖြစ်မိအောင်ဖြစ်လာရခြင်းမှာဝေကံကိုကဆိုပါတယ်ဟု အောင်မီမီလေးသည်တပတ်တစ်ခါရောက်လာတတ်သောစာများကိုသာမျောလျက်ယောဂါအခြေအနေကိုအဝေးကအကဲခတ်ကြည့်နေရလေသည် ရန်ကုန်သို့လာ၍စေကူရန်မှားတော်လဲစိတ်ရိပ်စင်ငွေများတန်းနေသဖြင့်ရန်ကုန်လွှတ်ရန်ဥသောဟံကစိတ်မချဖြစ်နေသည်ဆရာဝန်နှင့်နေ့စဉ်စေထိုးနေကြောင်းတည်ရ၏ထာထာမှာမကြမီရခိုင်ပြည်နယ်သို့ပြောင်းရွှေ့ရမည် ရခိုင်ပြည်နယ်ပြောင်းသွားလျင်ဝေနေဝေးရမည်ကြောင့်မပြောင်းခင်ဝေကိုတွေ့ကျင်လွန်၍ပြုံးကနေထွက်လာခဲ့ရာအကြောင်းမင်းမကြာမီချင်းမော်လမြိုင်ကျုံရောက်လျင်ဝေအိမ်သွားရကောင်းမလားအကိုကြီးအိမ်တက်ရကောင်းမလားဝေခွဲမရတညသာလျင်အိမ်နိုင်ပြီးပြန်ရောက်မိခရီးဖြစ်၍ခဏလာတော့ဝေနှင့်သာအတူနေခြင်းတော်သည် ဝိအိမ်တဲရမှာအကိုကြီးအိမ်နဲ့တူမှာမဟုတ်ဥဆောဟန်ရှိတွင်ဧည့်သည်တယောက်လို တကြုံကြုံနှင့်လွတ်လပ်မှာမဟုတ်၍မတဲခြင်းလားဥဆောဟန်မဖိတ်ခေါ်ပဲနှင့်တွားတဲရန်လဲဝင်လေနေသည် ဝေဤသွေးပါပုံပါနီးများမှာပြောင်းလိုက်ပေါ်လိုက်ဖြင့်ဖခင်နှင့်ဆင်လာ၍စိတ်ပူရင်လေနေမိသည် စာတိုင်းပင်သွေးပါသည့်အကြောင်းကိုအကျယ်ချံမရေးခြင်းဒီနေ့သွေးနည်းနည်းပါတယ်လူတော့နေကောင်းပါတယ်ဟိုတီးမြားလောက်သာဖျားရလေးရဲ့ဒီပြင်အကြောင်းယာတွေသာ အရှိကြီးဖျားလေးသည်တော်ဘက်တွင်နေကြသောအပြာနာတော်ဆက်သည့်ဆွေမျိုးများကိုပင်တတိတရာထဲ့ရေးတဲ့ရာထားထားမှစာဖတ်ပြီးမိနေသောဆွေမျိုးအပြာနာတွေကို တွေ့ပြီးကြည်ရသည် အဖေဘက်မှအမေဘက်မှဆွေမျိုးစရင်ကိုထားထားအကုန်မသိဝေဝေသာစုံစုံတည်တည်ငဲကလေးကဆွေမျိုးဆိုလျင်ချစ်တန်ခင်တတ်သော စိတ်ရှိသည် သူ့အိမ်တို့အဝင်ရအထွက်ရခတ်သဖြင့်ဘဲဆွေမျိုးမှအဝင်အထွက်မလုံရဲကြပေဆွေမျိုးများကိုတတိယဟန်အောင်းမေဟန်တူရဲဟုစာဖတ်ပြီးစိတ်မကောင်းဖြစ်ရသည် အိမ်ထဲတွင်ဘဲမှမတော်ရပဲလူမမာကြီးဖြစ်နေ၆ကန်နေမိဘဝကိုကဲခတ်မိလျက်မိမိလာသည့်အတွက်ဝေဘလောက်များဝမ်းသာလိမ့်မလဲဟု တွေးကြည့်၍ရေနေနိုင်လိုက်ဖူလာလေသည်ဘိုးကလေးတို့တင်းမောဆိုင်ကက်သည့်အခါမိုးပင်မလင်းသင်ချေထားသားမှာမော်လမြိုင်ကျိုးရောက်ခါနီးပြီးဟူဝမ်းတာအာရဖြစ်နေပေသည် မြင့်ပြင်ကိုရင်ဝိုင်းထားသည့်မှိုင်းမုံသောမြို့တို့မှတစားစာပြက်ပြင်းစားပြိုလေပြီအဝေး၌သာမြို့ရဲ့မင်းလွေများကို တွေ့မြင်ရလေသည်ကောင်းငယ်မှပကြားအိမ်ယာများတွင်ဗရမ ्या ရေထွက်နေလေသည်မြည်ရီမှာရဲကနေနေလာသည်ဗရမ ्या လုံးကြီးမှာမြစ်လေတွင် တွယ်လွယ်ချိန်နေလေသည် တဖက်ကန်းရှိတော်တန်းဝဲကြီးကန်းတအုပ်ပြန်တန်းလျက်နန်းနေဦး၌ပျော်မျိုးနေကြလေ၏ထာရသည်အိယာလေးကိုကြိုးချီလျက်နေစဉ်အသက်40ကျော်ခန့်ရှိမိအသားညိုညိုမိမဝဝဖမိုင်းတဦးသည် အခန်းတကားချက်ကိုဖွင့်လိုက်ကထာရရေထပြီလားဟိုပျော်ပျော်ဆိုဆိုဝင်လာသည် လာပါတော်တော်တင်ကျမတော့ဝင်းကြီးစလဲတွေတောင်တိတ်နေပြီ တော်တော်တင်မမော်လမြိုင်ကျွန်းစီထဲမှာ အထဲသေးပြူကြီးဖြစ်လျက်လူကြီးလူကင်းပေါ်များဤစပင်ကောင်းလာ၍စင်ဆွဲပြီးနေပတ်ထားသော နောက်ပံဘီးစပတ်ပတ်ကြီးမှာခေါင်းနေမဆန်ဘေးကာနေလေသည် မို့ဝိုင်းနေသောမျက်နှာ၌မျက်နှာကြီးများလူသားကမျက်ခုံးဝင်းထင်းနေနဲ့ကြီးဆွဲထားလေသည် မဲညိုပရုံမာဒူပီကြတွင်တတ်ထားသောတလုံးနှင်းအုပ်သက်ဖျားကျယ်စီမှလူနှင်းလိုက်အောင်ပြူးနေလေသည်လက်ထဲ၌ကြံစင်းလက်ကောက်နှယံနှင့်လက်တစ်ဖက်တွင်စင်ဆွဲစိတ်ပတိကိုစွန့်ထားလေသည် အထက်စင်ပေါ်ပေါ်ဇင်းမယ်လုံးကြီးညီညိုဝိခါမောလမြိုင်ရှေထိုးဖဏံကလေးကိုစီထားလေသည် လေးလာယာ၌ထိုင်လိုက်ရာဒရွန်တင့်ကိုမှနေသဖြူနေမြောင်းမှတထောင်ထောင်ထသွားလေသည်ထားထားကိုတွေ့ရင်တော့ဝီဝီကဝမ်းသာရှာမှာပဲအိမ်အောင်ကြသွားပြီးကလေးကဒရွန်ဖြစ်တစ်ခါမှမတွေ့ရပါဘူးကွယ်ဈေးထဲလည်းမလာဘူးတခါတလေသူတို့အိမ်ရှိရောက်ပေမဲ့အပေါက်ကဒရဝံကြီးစောင့်နေတော့ဝင်ရအခက်သားလား တချို့ပြောတော့ဝင်းချင်းရင်ဘဲသူဘဲဝါစာရေးပေးရတယ်ဆိုလားပဲထားထားမှာပြုံးလျက်နားထောင်နေလေသည်မျက်မှောင်ကုပ်လျက်မေးထိုးပြောလိုက်တော့မျက်နာမှာမနှစ်သက်သည့်ဟန်မူရာပေါ်နေလေ၏တန်းတန်းတို့ရင်ရင်တို့နဲ့တခါတွေ့တယ်ပြောတယ်သူတို့လမ်းလျှောက်သွားကြရင်နဲ့လမ်းမှာတွေ့ကြတာကြာကြာတော့ရဲ့စကားမပြောရဘူးတဲ့ခလေးပြက်ပြီးမှ သိပ်ပိန်တာပဲတဲ့သူ့ကြည့်ရတာပျော်ပျော်ရွှင်ရွှင်လည်းမဟုတ်ဘူးတဲ့ကျဉ်ချန်နေတယ်ထင်ပါရဲ့ထထားရဲ့သူကြိုက်လို့သူယူတာပဲတော်တော်ဟိုထားတာကညီပြောပြောလိုက်သည်ကြီးတော်တတ်တော်ဆိုင်ခဏခဏလာပါတယ်ဝေဝေးအကြောင်းခဏခဏပြောပြတယ်ဝေဝေးစီခဏခဏမရောက်ဘူးတဲ့နေထိုင်မကောင်းဖြစ်မှရောက်တယ်အခုလဲဥဖြစ်တယ်လို့ဖြစ်နေတာလားစိတ်မကောင်းပါဘူးထားရရဲ့ ထားရမှာသူ့စိတ်ကူးနေသူစိုက်မိစိုက်ရာကြည်နေလေသည်ဒေါ်တော်တင်သည်ဝေဝေကြောင်းမှဆရာဝန်ကိုတက်နံကို အာယုံပြောင်းသွား၍ထားရမှာအတွေးကိုရက်လျက်မျက်နာလေးလန်းကြည်လာလေသည်ကျေးဇူးတင်ပါတယ်ထားရရဲ့ဆရာဝန်ကျေးဇူးတော့ဒေါ်တော်ဘယ်တော့မှမမေ့ပါဘူးဒေါ်တော်မှသူ့အသက်ပဲရှိတော့တာသူဒီမျိုးကပြောင်းသွားပြီးရဲ့နောက် ့ကိုလူတိုင်းကတသားသားနေပါပဲထားထားကလင်းရကန်ကောင်းပါတယ်ဒီလိုလူမျိုးမှစိတ်ချမ်းသာရတာဒီလိုလူမျိုးမှုစိတ်ချမ်းသာတယ်တော့မထင်နဲ့တော့ကျမလည်းကျမစိတ်မချမ်းသာတာနဲ့ကျမရှိတာပဲတိတ်တဘောကောင်းတယ်မဟုတ်လားတော်ရဲ့သူ့ကိုယ်သူဘယ်တော့မှသတိမရဘူးသူများကိုပဲတိတ်ငဲ့ညာတာလွန်လွန်အားကြီးတယ်တခါတလေကျမသူ့ကိုကြည့်ပြီးတိတ်စိတ်ဆင်းရဲရတာပဲ ဒေါ်တော်တဲ့မှာထားထားပြောသမျှနားဆိုင်လျက်ကောင်းမြန်တော့လဲတမျိုးဟဲဟိုအောင်မေကအိမ်အောင်ရေးသဘောတရားကို တွေးနေစဉ်အကောင်းဆုံးကတော့ဒေါ်တော်ဘဝပါပဲဟိုထားထားကပြောလိုက်သည်ဒေါ်တော်တင်းသည်တဟဲဟဲရယ်နေလေသည်ဒေါ်တော်ဘဝကလည်းကောင်းတာမဟုတ်ဘူးထားထားရဲ့သူများအပြိုကြီးတွေကတော့ပြောကြပါလိမ့်မယ်လီမရှိတာအေးအေးဆုံးအပူလည်းမရှိဘူး တခင်လည်းမရှိဘူးလို့ဒီလိုပြောကြတာပဲတော်တော်ကအမှန်ပြောချင်တာမိမလေးမရှိတာဘယ်တော့မှမကောင်းဘူးမှလင်းထဲမှာတင့်တယ်တာဒါဖြစ်ရင်ဘာဖြစ်လို့တော်တော်ဒီလိုနေသလဲလို့မေးရင်အိမ်အောင်ကြောက်ဖို့အကြောင်းကိုကပါမလာဘူးထင်ပါရဲ့ထထားရဲ့ငငယ်ကကိုကြိုက်ခဲ့တဲ့သူလည်းရှိတာပဲအကြောင်းကြောင်းနဲ့လွဲရတာပဲကိုကဆုံးလိုက်တာဟောနောက်တစ်ယောက်တွေ့ပြန်ရော ထားရမှာအာရပိုင်းရပြုံးလျက်စိတ်ဝင်စားစွာနားထောင်နေလေ၏။ဥကန်ထဲတွင် အချားခရီးတဲ့မရှိနှစ်ဦးတည်းရှိကြ၍လွတ်လပ်ပွင့်လင်းစွာ ပြောနေကြသော အပြိုကြီးကိုခက်ဆန်းဆန်းကြီးဖြင့်မျက်တောင်ပင်မခံမီ။နောက်တစ်ယောက်ကြတော့လဲမဟာဒုံမဲကြပြီးပဇင်းတက်လိုက်တာ တခါတည်းလူမထွက်တော့ပါဘူး။အခုတည်းရှိတယ်ပခုတ်ကူမှာစာဝါတက်နေတယ် ထားရမှာဟဲ့ဟဲ့ပပယ်ရေမောလိုက်လေသည်ဒေါ်တော်တင်သည်ပြုံးမဲ့မဲ့မျက်နာဖြင့်ခေါင်းကိုတဆက်ဆက်ညှိနေပြီးနောက်ရတာမလို့လိုတာမရဆိုတာဒေါ်တော်ပေါ်ဟူဆိုလိုက်ရာထားရဤရေတံမှာထက်မှန်ကျဲလောင်သွားလေသည်နောက်တယောက်တွေ့အောင်မှာပေါ်ဒေါ်တော်ရဲ့အပြိုကြီးတွေအယုတ်ပြောတယ်မှန်းတီး၍ထားထားကစလိုက်သည်ဒေါ်တော်တင်မှာ သူ့အားဂလီထိုးလိုက်သလိုပင်ပြောင်ချော်ချော်မျက်နှာကြီးဖြင့်ကိုကြီးလှောက်ခါလှောက်ခါတဟီဟီရန်နေလေ၏အရွယ်ကလွန်မာပြီးထထရဲ့ငငယ်တုန်းကမှမစွန်နာအခုတော့စွန်စရာလည်းမရှိတော့ပါဘူးကို့အတွက်ဘေးချိတ်ပြီးတူမာလေးတွေအတွက်နေရာချပေးဖို့ကောင်းတဲ့လူရှာနေရတာပါပဲတန်တန်းတို့ရင်ရင်တို့အတွဲရာဓုရာကန်လေးရှိပြီးတော့ရိုးရိုးသားသားများတွေ့ရင်ပြောပါထထရဲ့ သူတို့တွေအတွက်ရင်မအေးလို့ရင်အေးခြင်းနဲ့ထာရသည်ရဲနေရမမျက်နှာပိုးတက်လိုက်ကသူ့မျက်လုံးမှာဝေးရာသို့ရောက်သွားလေသည်မိမဘဝမိမပြက်တနာများကိုလေးလေးနက်နက်တွေးတော်ကြည့်သည် မိမဘဝမိမကိစ္စများမှာဘယ်ဘက်ကမှကောင်းခွေတကွမ်းမှရှာမရပဲရှိကစိတ်ထဲအနှစ်သာရကင်းမဲ့သွားလျက်ဘဝကိုမုန်တီးသွားမိသည်ဟောဆက်တွေတောင်မြင်ရပြီဟိုတတော်တင်ကတင်းမောဦးတို့လမ်းကြည့်ပြီးပြောလိုက်ကထလိုက်လေသည်မြို့တစ်ဖက်ကမ်းမှာသူမိုးကိုယ်တော်စပါးစီခေါင်းနိုင်နဲ့ဆန်ဆန်များကိုမြင်ရလေသည် ထားရသည်ထ၍မှန်တကား၌ရက်လိုက်ရာပူနွေးသောနေရောင်သည် ထားရ၏မျက်နာကိုလာရိုက်လေသည် မြစ်ပြင်ကြီးမှတဖိဖိတောင်းလျက်ရှိ၏တင်းမောအော်အော်တန်ကနာကိုဥသွားစေ၏တင်းမောဆိုင်ပြီးကုန်းမော်ကိုတက်ခဲမှအိမ်မဲသွားပါမယ်ဟု စိတ်ပိုင်းဖြတ်လို့ရလေ၏ ထာရာသည်လမ်းချားတစည်းပေါ်တွင်တရင်တက်တာနှင့်အိယာလေးတင်းလျက်အိမ်သို့တန်းသွားလေသည်လမ်းချားမှာနှေးနေလေသည် အချို့နေရာများ၌ဂျိုင်းထဲတွင်ဘီးကိုယုံနေရ၍ကြာလိုက်တာဟုအောင်မေးမိလေသည်လန်းထဲသို့ချိုးဝင်လျင်ဝေးဝေးမှအင်ကြီးကိုလှမ်းမြင်ရလေသည် အင်ကြီးနှင့်ရှင်လျက် အင်ကိုလဲဆန်းလျက်မျောကြည်လာသည် ဝေဝေတို့အိမ်နာရောက်ခါနီလန်ချားခနဲ့ရက်ပြီးဝင်းလိုက်ခြင်းစိပောက်သွားလေသည်အိမ်အပေါ်ဓာတ်ပရင်းပေါင်များဖွင့်လေထားလျက်လိုက်ကာများချထားလေသည်အိမ်အောက်တွင်တကားရှိ၌ဒရဝန်းသာတွေ့ရလျက်လူရိတ်လူရောင်မမြင်ရခြင်း ထာရာသည်ရင်ထဲ၌တရေတဲ့ခုံလျက်ဝေဝေအိမ်ကိုကြောကာအိမ်ကြီးရှိ၌လန်ချားဆိုင်ခိုင်းလိုက်သည်ထာရာရေဟိုအော်ကလမ်းမသို့ပြေးထက်လာသောတန်တန်းကို တွေ့ရ၍ရင်ထဲစို့သွားလေသည်ကိုနေဦးဟာတောအုပ်သွားနေတယ်ကြီးတော်တော်လဲထဲလိုက်သွားတယ်စာမပေးပါမပေးထားတာရဲ့ဝေဝေတော့ဘလောက်များဝမ်းတာလိုက်မလဲဟဲ့ ထားရသည်အိမ်ထဲရောက်လျင်မထိုင်ခင်ဝေဝေဘလို့နေသေးလေတန်တန်ဟိုတိကျင်သောဖြင့်မေးပြီးမှထိုင်လိုက်သည်တုံ့ကြည့်ရတာတော့လမ်းပါတယ်အိယာတဲ့လဲမနေပါဘူးတခါတလေတော့သွေးပါတာပဲတန်တန်လည်းဥစောဟန်ယုံသွားတဲ့အခိုက်မနှက်ဖက်ရောက်ပါတယ်နေ့လေတော့ဝေးအိတ်ချိန်မှဘသူမှသွားလို့မရဘူးမေးအေးလာရင်မေးရတာပဲကိုင်းတန်တန်ရေကူးလိုက်အောင်မေး ဦးစောဟန်တော့အလုံသွားအောင်မမဟုတ်ဘူးထင်တယ်။ညမှာပဲတန်းတန်းနဲ့အေးအေးဆေးဆေးစကားပြောရမှာပဲ။ကိုကိုတို့ကဘယ်တော့ပြန်လာမှာလဲ။ထာရာကထိုင်ရာမှာထားလိုက်သည်။ခြေလမ်းမှာတွားရန်ပြေးနေလေ၏။တွားတော့မလားထာရာရဲ့။ကိုနေဦးတို့တော့သုံးလေးရက်ကြာလိုက်မယ်။ထာရာလာမှမသိလို့တွားကြရတာ။သိရင်တွားမှာမဟုတ်ဘူး။ဒါနဲ့ထာရာရခိုင်ပြည်နယ်ပဲပြောင်းရမယ်ဆို။ ပြင်ထားသည့်ခြေလမ်းကိုမယုတ်ဖဲဖြစ်ပင် ဟုတ်တယ်ပြောင်းရကာနီမို့လို့ဝေဝေမမာနေတာတွေ့ကျင်တာနဲ့လိုက်လာရတာတောင်းမယ်တန်းတန်းရဲ့ပြီးမှပြောစရာကြီးပြောချစို့တန်းတန်းမှာအိမ်ဝါတို့တုတ်တုတ်ထွက်သွားသောထားထားကိုကြည့်လျက်မျက်နှာမကောင်းစွာဖြင့်တပြင်းချလိုက်လေသည်တို့တော့စိတ်မကောင်းဖြစ်မှာပဲဟုစိတ်ထဲ၌ညှိတွားနေမိသည် ထားတာဒီအင်းရှင်းလိုက်ကကြီးကိုဖဲကအတွင်းတို့ဝင်ဝင်ချင်းဝင်ဝင်ရင်ဟူအတန်ပေးလိုက်သည်ဧကန်းထဲတွင်မြည်သူမြမရှိချင်းဝင်ဝင်မှာဧကန်းတော့ထမင်းစားကန်းတွင်ရှိလျက်မမထားဟူဇပွဲကထား၍អော်လိုက်ကဝမ်းတာအာရပြေးထွက်လာလေ၏ဆွဲချလိုက်သလိုပင်ရခင်ကနေရခု ကိုတချမ်းစာများသာရှိမိ ပိန်ချုံလာသောဝိကိုလေးကိုမကြည့်ဝင်ကြည့်ဝင်ဖြင့်ရင်နေအသေးသေးတလားလားတလဲလျက်ဖြစ်ကအာအင်းစုံလျော်သွားလေသည်ဝေဝေဤနှုတ်ခမ်းမှာလှိုင်းလိုက်လဲလဲပြုံးရည်နေလျက်မျက်လုံးများမှာရင်နေနိုင်မမျိုးသိမ့်နိုင်ပဲလှုံရှားနေသည့်ဝေဒနာကိုဖော်ထုတ်ကမျက်ရည်ဝဲဝဲမျက်တောင်ဆင်ဆင်ဖြစ်နေပေ၏ဝေသည်ပြေးလာပြီးလက်ကိုလှမ်း၍စုံလိုက်သည် ထာရကပြန်၍ဆုပ်ရာတွင် လက်ချောင်းကလေးတွေ၏အယိုးကိုသာဆုံးမိလျက်အသားကိုပုတ်တန်ရှာဆန်းယူရသည်လက်မှာအငွေမရှိအေးနေ၏ဝေးဤမျက်လုံး၌ဖိတ်လက်သောအယောင်များပြေလျင်းနေကမျက်လုံးအိမ်မှာမတိမသားအတွင်သို့ခြိုင်ဝင်နေလေသည် မျက်နှာလေးတစ်ခုပဲပုံမှန်တိတ်မဆိုးပဲကြိရှူကောင်းလေးကအားရှိပါရှိပြုံးထား၍ဝင်ပါနေလေသည်မမထားရဲ့ဝမ်းသာလိုက်တာ လာမယ်ဆိုကြာရေးပေါ်ဝေကညာကအိမ်မက်တောင်မှတ်တယ်မမထားနဲ့ဈေးလေးဈေးချဝယ်နေလိုက်ကြတာဈေးကရန်ကုန်ဈေးလိုလိုမောပါမယ်ဟဲ့ပြပြပြောပါ ဟိုထားထားကတားကဆိုဖာစီတို့လက်ကလေးဆွဲခေါ်သွားလျက်အတူကတ်ထိုင်းလိုက်ကြသည်ဝေတန်လေး၌သာမောတန်လေးရှိလျက်ဝေအတိ၌မောသည်မထင်မောမန်းမေမသည်ရင်ထဲ၌လှိုက်ဖို့လှူရှာနေခြင်းသာဖြစ်သည်အေးဟဲရခိုင်ပြည်နယ်မသွားခင်နေနဲ့တွေ့ကြတာနဲ့မြုံမြုံတိုင်းတိုင်းနဲ့ထလာတာအကြောင်းမကြားနိုင်တော့ဘူးဥဆောဟန်ကော ဝေးသည်ထားထားဤမျက်နာကိုဝအောင်ကြည့်နေရင်မှအာရင်ပြည့်တင်းလာတကယ်တို့ ဖြစ်လာကရင်နေဝဲထိုအာရင်များမှာကြက်သိမ့်နေလေ၏ကိုအပေါ်မှာအဝေလဲနေတယ်လာပါလိမ့်မယ်မယ်အေးလဲလေဝဖြိုးလို့အရင်လိုမဟုတ်ဘူးမမထားအသားတွေလည်းလက်လာတယ်အကိုကြီးနဲ့ရော တွေ့ခဲ့သေးသလားအကိုကြီးလည်းနေမကောင်းဖြစ်သေးတယ် တန်းတန်းတော့ခလေးရှိနေပြီလေဝေးသည်ကျက်တူရွေးကလေးစကားပြောတင်နေသလိုပဲတွတ်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 နေအောင်မယံမနာစကားပြောနေ၏စကားပြောလို့မြိန်လိုက်တာထားထားမှာဝေးစကားပြောနေသည့်အတွင်းဆွဲတောင်အင်းကြီးလက်ရှိနီညိုရောင်ပြင်ပဲမှာ ဖြူပန့်ဖြူရော်ဖြစ်နေသောဝိအသွေးအယောင်များကိုတည်တည်ချာချာကြည့်မိ၏ လဲပင်းမှာသေး၍လဲချောင်းကလေးရှည်နေလျက်စကားပြောလိုက်တိုင်းပွာပွာလာလေသည်အကိုကြီးနဲ့ကြီးတော်မရှိဘူးဟလဲတဲ့သွားကြတယ်တဲ့တရက်နှစ်ရက်ကြာမယ်ပြောတယ်တန်းတန်းနဲ့ပဲတွေးခဲ့တယ်ငါလဲပစ္စည်းတွေချပြီးတော့စကားတော်မပြောနိုင်ပါဘူးပြေးလာတာနင်ရောအခုဘလို့နေတလဲနေလို့ကောင်းရင်လာဟဲ့ဝေးဝေးသည်အံဩသွားသည့်မျက်နှာကလေးချက်ချင်းပြောင်းသွားကဟင် အကူကြီးတို့မရှိကြဘူးလား။တွားတာတိတောင်မတိဘူး။ဟိုပြောကခဏငေးနေလျင်ပြီးမှတတိယသလိုပြုံးလိုက်ပြီးနေလို့ကောင်းပါရဲ့။သွေးမပါတာတလားတောင်ရှိပြီ။ဟိုပျော်လေသည်။အိမ်ပေါ်မှာဖနက်တန်ပေါ်လာ၍နှစ်ယောက်စလုံးဗျိုင်းတို့လေကားတီစီတို့လှမ်းကြည့်လိုက်ကြသည်။ဟောထားထားပါလား။ ဟိုဦးစိုးရံကဝမ်းတားရွှင်လန်းသည့်အမှုအရာဖြစ်ပြောရင်ခတ်တွတ်တွဲလှမ်းလာလေသည်ဝေနဲ့စကားပြောနေတဲ့အတန်ဘသူပါလိမ့်လို့အောင်းမိတယ်ထားရကိုဘယ်နဲ့နေကောင်းရဲ့လားတန်တွဲကိုပြောင်းမယ်ဆိုဦးစိုးရံသည်ထားရတို့ရှေ့တွင်ရက်လျက်ပြုံး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 နေပြောပြီးလျင်ထားရအောင်စူးစူးဆန်းဆန်းကြည့်ရှုသည် ထာရသည်ဥဆုံးဟန်၏တွယ်လျာနေသောမျက်နာကိုကြည့်လျက်စိတ်လည်းမချမ်းသာမှန်အကယ်ခံမိလေသည် ရှေးလာမှာပြောင်းရလိမ့်မယ်မပြောင်းခင်ဝေနဲ့တွေ့ချင်တာနဲ့တညအိမ်လိုက်လာတာပါထာရကနက်ဖန်ညာပြန်မယ်အိုးမြန်လာကြည့်လားထာရရဲ့ရောက်တဲ့အခါနေအောင်မှာပေါ့တခင်နေဦးနဲ့ရော တွေ့ပြီပြီလားဥဆုံးဟန်မှာပြုံးရယ်နေလေသည် ထားထားကပြုံးလျက်တခင်နေဦးမရှိဘူးတောကလဲတဲ့ကိုတွားနေတယ်တန်းတန်းပဲရှိတယ်ဟိုပျော်လိုက်လေသည်ဝေနိုးတောက်ပြီးပြီလားကဲထားထားလဲလက်ဖက်ရည်တောက်ရအောင်ဟိုဦးစိုးဟန်ကဆိုကထရန်လက်ပြနေလေသည် ဝေက ဝေပြီးပြီဟိုပြောကထား၍ထားထားလက်ကိုဆွဲခေါ်ခဲ့လေသည်ဝေဤချုံမြနေသောမျက်နာကလေးမှာ တိတာရွှင်လန်းလွန်၍ဥသောဟံမှာထားရရောက်လာခြင်းအတွေ့နှစ်တန်သဘောကြာနေသည် စားစရာများခင်းပြင်ထားသောဇပွဲကြီးပေါ်တွင် ဝေးတောက်စားထားသောပုဂံတို့မှစားလဲစားတောက်လဲစားပင်တွေ့ရ၍ဝေးမပြီးသေးပါလားဟင်ဟုဥသောဟံကပြောသည် နိုးတောက်ပြီးပြီကိုရဲ့မုံလဲစားပြီးပြီကော်ဖီတောင်အကုန်မတောက်ရသေးတာ ြောပြောဆိုဆိုဝေးသည်သူဤတောင်းလဲဆာပကံလုံးကိုယူကိုင်းလျက်ကဲမမထားထိုင်ဟိုဆိုလေသည်ထားရသည်ဥဆုံးဟန်နှင့်မျက်နှချင်းဆိုင်တွင်ထိုင်လိုက်က မောင်များကထားရအတွက်လက်ဖက်ရည်ပကံဆုံးလာချပေးလေသည်ထာရာဤမျက်လုံးထဲ၌ထူးခြားသောအချင်းအရာတစ်ခုကို တွေ့မိလျက်သားဖြစ်နေသည် ထားသားသည်မျက်နှာမပြတ်စေရန်တတိထားလိုက်ကဝေကိုထိုင်လေဟုပြောလိုက်သည်ဝေသည်သူ့လက်ထဲကပကံကိုမောတောင်ချလိုက်ပြီး မောင်မြအားကမ်းပေးလိုက်ကထားသားပြီးနားတွင်ကလထိုင်ဆွဲ၍ထိုင်လိုက်သည် ဦးစောဟံမှာဝေးရှိတွင်ဝေးကျမ်းမာ၏အခြေအနေကို မပြောခြင်းမဝေးပန်းခြင်းတကဲ့သို့အခြားစကားများဟိုရောက်သည်ရောက်နှင့်လှဲ့ကားပတ်ခါပြောဆိုစားတောင်းနေပြီးနောက်ပြီးလျင်နေရာမှထကားကဲထထအလုတ်သွားလိုက်အောင်မဲစကားပြောနေကြအောင်နော်မနှက်စာဒီမှာပဲစားပါ ဝေက12နာရီစားပြီးရင် တရေအိပ်ရလို့12နာရီစားကြမယ်နော် ဟိုဆိုလျက်အပြင်သို့ထွက်သွားလေသည်လာရောက်လာဆင်အပင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ခန်းဆက်ကလေးတွေမှာ ပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးဘီကင်းချမ်းမှာကြပါစေ